ဲဒီနေ့ကျွန်တော်တို့ညီကိုတွေနာရေးကူညီဖို့အတွက်မဲတောက်မှာစားသိတောက်သိလာဝယ်တာဖြစ်ပါတယ်မနက်ကစောစောပဲပုံဆက်လာပါတယ်ကျွန်တော်တို့ရွှေပြောင်းလောက်တမတရားပေါ့နော်တောင်ရတဲ့ကဟာတည်ဆုံးသွားလို့ကူညီမဲ့သူမရှိ စားဖို့တောက်ဖို့ခက်ခဲနေလို့ကျွန်တော်တို့အဲ့ဒါကိုသွားပြီးတော့ကူညီမှာပါဒါတော့ကျွန်တော်တို့သူတို့ရှိတဲ့နေရာကိုကျွန်တော်သွားနေတာဖြစ်ပါတယ်ကျွန်တော်နေတဲ့နေရာနဲ့လည်း အများကြီးလှမ်းဝေးပါတယ်။ငါ့ကိုပြောလား။အခုသွားနေတာတော့ဘူးမနားမလဲဘူးတော့။နားကြီးကိစ္စရှိတဲ့အိမ်ကောနော်။တောင်ရတဲ့ပါပဲ။ကဘာကင်းနေပြီးမှဆိုလဲမပြောကင်းနေကြံကင်းနေနဲ့တော်တော်တော့ကြောင်ကြပါတယ်။ဟာကြီးတယ်ညာတိုင်းလမ်းတော့မြင်တဲ့အတိုင်းပဲอืมဘုကနေတူနေနေကြားရီထွက်လာမအောင်ကြောက်ပါဒါမဲ့ ုံးဆက်ပြီးအကူအညီလှမ်းတောင်းနေဆိုတော့လေကျွန်တော်တို့ပါပြီးကူညီပေးရပါဒါမှကျွန်တော်တို့ရန်ပုံငွေတွေအလှငွေတွေရှိလို့လားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့အိတ်ကတ်ထရားစိုက်ပြီးတော့ကျွန်တော်တို့900 1000ကျွန်တော်တငယ်ချင်းတွေစုပြီးတော့အလိုသွားပြီးကူညီပေးတာပါကဲနာရီအိမ်နာတော့ကြောက်ပါပြီဘေးပောင်းခြင်းတစ်ချက်ရှိုးကြည့်လိုက်တော့လေဘာမှမရှိဘူးဗျတဲလီတလုံးနဲ့တွေ့တယ် ဘေးမှာလည်းကြံကင်းနေတောင်ရခင်းနေပဲရှိတယ်တဲတွေကတော့ရှိတော့ရှိတယ်ဗောနောခက်ဝေးဝေးစမ်းနေကြတယ်ကဲဒါတော့သူနေတဲ့နေရာအိမ်လေးဗောနောတဲဗောကျွန်တော်စားဖို့တောက်ဖို့ကတော့အများကြီးလည်းမတက်နိုင်ဘူးကြက်သားရဲ့ဖေုံသီးရဲ့ကျန်တဲ့ငပိသူ့ဇာလေးဗောနောအဲ့ဒါလေးပဲကျွန်တော်တို့ဝယ်ပြစ်ပေးခဲ့တယ်ပထမတော့ကျွန်တော်တို့စံလေးတအိတ်နဲ့စီ 5ကီလိုပုံတပုံးလောက်ပဲဝယ်ပြီးတော့လှူမယ်လို့စိတ်ကူးထားတာအခုဒီရောက်တော့ကျွန်တော်တို့ရေအောင်တောက်เสียမှရှိပါဘူးကျွန်တော်မှရေကအိဒီယာမှာစားအားလုံးအားလုံးအောက်ချီတဲ့ကတော့ဒါတွေဝယ်ပြီးတော့ကူညီပေးရပါတယ်အိုင်းနိုင်ငံမှာနေပြီးတော့အထင်မကြီးသေးခြင်းဘူးလို့ကျွန်တော်ပြောခဲ့သလိုပဲအခုကျွန်တော်တို့နေတဲ့ မြန်မာပြည်သားဘဝရေပေါ့နော်သူ့အနေနဲ့သူတို့အစင်စင်တော့ရှိတာပေါ့မြို့ပေါ်မှာနေရလို့မြို့ပေါ်မှာတောင်ရထဲမှာနေရလို့တောင်ရထဲလည်းအဲ့လိုပါပဲဒါတော့ကျွန်တော်တို့ဧည့်သည်ဒီဖုန်းကြီးတွေမလာခင်အဲဒီမှာကြိုတင်ပြီးတော့ထင်းတို့ပန်ကာတို့ကျွန်တော်တို့လာပြီးချပြီးအသင့်အနေထားဖြစ်အောင်လို့လာတင်စင်ထားတာပါကျွန်တော်တို့နိုင်တစ်ခုကိုကြီးပဲဆိုရင်အစအဆုံးရိုးပြကြတဲ့အထိကျွန်တော်တို့ ူညီတာပါထင်းရင်မေးဆောင်အားလုံးပူစီရမလို့ပါဘူးဒါတော့ကျွန်တော်တို့ပန်ငါတွေကိုပြန်စင်ပြီဒီမှာပြန်တက်มาပါကိစ္စပြီးတာနဲ့ကျွန်တော်ပြန်ဖြုတ်ပြီးတော့ပြန်သိမ်းသွားပါတယ်ဒီမှာလဲဟိုဒီပတ်ဝန်းကျင်ကြားရသလောက်ဟိုခိုးတဲ့လူတွေပေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိစ္စဖြစ်လာရင်တတ်တယ်စင်တယ်ပြီးွားတဲ့ခါကျွန်တော်တို့ပြန်ပြန်သိမ်းသွားတယ်ဗောနော် အခုဆိုရင်နေသားရမမီးဆရာကြီးကတော့မီးကျိုးပိုင်နိုင်သွားစက်နေပါတယ်။အဲဒါကျွန်တော်သူ့ဘရသာကောင်းဆောင်ထင်းဝင်ညညာညာစီဆိုလို့ကျွန်တော်တို့စနစ်တကျလေးစီပေးနေရတာပါ။ကျွန်တော်ညီကိုပျော်ရွှင်သွားပဲ။ကိုညီဖို့ဆိုရင်တော့အားလုံးကစိတ်သက်တက်တက်ကြွကြွပဲ။ ်ဘုရားကျောင်းတော်မှာလည်းဘုရားဦးပန်းလေးလည်းဘုရားရေဘုရားရေတပ်ပဲဘုရားပန်းလဲရေချမ်းကပ်ပါတော့ကျွန်တော်တို့ဒါတော့သူတို့ချမ်းနေထိုင်းနေရဲ့ဇရက်ကြီးကနေကျွန်တော်တို့မီးစတ်တွေ့ရတာပေါ့နော်တရားနေမီးတွေ့မီးတွေ့ပြီးမှဟုတ်ကျွန်တော်တို့မြန်မာပြည်သားရွှေပြောင်းလို့သမားရဲ့ဆောက်တော်တာရဲ့ဇရက်ကိုလှမ်းတွေ့တာပါဒါတော့အိမ်သာဖုန်းဖုန်းနဲ့ရဟန်းတန်ဃာတွေတက်ဖို့ပေါ့နော်တီးတက် အခုများတဲ့ဟာတော့အိမ်သာပါပဲလေးကန်တွဲကျွန်တော်တန်တန်ပြန့်ပြန့်နဲ့တန်တန်ချင်းချင်းနဲ့လှုပ်ပေးထားပါတယ်ကဲခုဆိုရင်ညီကိုဒီအားလုံးကတက်တက်ကြွကြွနဲ့အားလုံးပူးပေါင်းပါဝင်လာတော့တွေ့ပါတယ်ရပငါသင်ပြီးတဲ့အနေထားမိတွေပါသင်ပြီးတဲ့အနေထားဆိုတော့သင်နေတော့ဖြစ်ပါပြီဒါတော့ကျွန်တော်လမ်းဘေးမှာ တွေ့တဲ့ကြပန်းနေဖူးပွင့်နေရေကန်လေးမှာ လှလို့ဆိုပြီးတော့ဗီဒီယိုရယူလာတဲ့ကြာရေကန်လေးပါအခုလက်ရှိပေါက်သေးရတော့မြန်မာပြည်သားတယောက်တည်လို့ရှင်ထိုင်းသင်္ကန်းကုန်းမှာတကြိုမဲ့သွင်းတောင်း3000တောင်း4000ကုန်ကြမှာဖြစ်ပါတယ်။နောက်တစ်ဝက်မှာတော့ဒီလိုရေကန်မျိုးကတော့မတွေ့မိပါဘူး။ဒါကျွန်တော်သွိုင်းလိုင်းအတုပအိမ်ပိနာရေကန်လေးပါနော်။ကြောင်လှလို့ရိုက်လာတာပါ။ကဲအခုဆိုရင်အတုပကတော့ ရောက်လာပါပြီ။ဒီကျွန်တော်တို့ဒီတုတ်တံကိုသုံးဘတ်ပတ်မယ်တဲ့ကားနဲ့။ကားပတ်ဖို့နေရာလေးကတော့နည်းနည်းအနှဲငယ်တော့ကျင်းတယ်ကားတော့လှည့်ရပြူရတာဒုက္ခနဲ့နဲ့ရောက်ပါတယ်။နောက်ဆုံးလိုက်ရှီတူလိုက်နောက်ဆုံးလိုက်ပြန်ရှီတူလိုက်နေပဲတောင်းနေကြရင်အဲ့လိုတော့ခက်ခဲတယ်ဗောနော် ကဲအခုဆိုရင်တည်သွားတဲ့သူတည်ရမဲ့သူတွေကလိုက်ပို့တဲ့အနေထားပေါ့နော်အဲအကြောင်းမို့ညီကိုတို့လည်းတန်ဝေကလေးရကြပါလို့မသိရင်လူကြတန်းကြပါထုတ်ကလေးတပြင်းပြင်းကို့နောက်ပါဖို့ခြင်းဆိုတော့ခါသားလိုပဲအဲ့ဒီရွှေငွေရဲနာပြည့်စုံရတဲ့ဥစ္စာတွေကို့နောက်ပါမှာမဟုတ်ပါဘူးသူကောင်းတာတွေလှုပ်ပြီးမှ ခုနောက်ပါမှာဆိုလို့ကုသိုလ်တုံးလေးပဲရှိပါတယ်မသိခင်ပြင်ဆင်ထားတာတော့အကောင်းဆုံးပါပဲဒီချင်းတရားဆိုတော့အကျမ်းမကြီးကောင်းတာတွေငယ်တာကြီးတာတွေတော့မဆိုင်ပါဘူးတံဝေကတခုရစရာကိုတလောကဖြစ်သွားခဲ့တဲ့ငရင်လှုပ်ခတ်မှုမှာတံဝေကရစရာအများကြီးကောင်းပါတယ်ကျွန်တော်လှုပ်သမားရောအလုံးအတူတူပေါ့နော်မထင်မှတ်ထားတဲ့ဟိုငရင်လှုပ်ခတ်မှု အဲ့ဒါဘာလဲဆိုတော့ကိုနှစ်ဖက်ငါဘိုင်းချက်သားမယ်ငါပတ်စံရရင်ဘာဝယ်မယ်ပတ်စံထွက်လာရင်ငါဘဒုပေးရမယ်အဖေမေနောက်ပိုင်းပြန်ပို့ရမယ်ဒါပဲစဉ်းစားနေရတေဖို့ကြတော့သူတို့မစဉ်းစားကြပါဘူးဒါမဲ့စဉ်းစားတဲ့လူလည်းရှိမှာပေါ့နော်ကဲငရင်တစ်ချက်လှုပ်လိုက်တာနဲ့လူပေါင်းယာနဲ့ချီထောင်နဲ့ချီနဲ့တေသွားတဲ့အဖြစ်တစ်ခုတံဝေကယူရမှာဖြစ်ပါတယ်အကြောင်းငငယ်ကြီးကြီးကျမ်းမာရေကောင်းကောင်းမကောင်းကောင်း မတည်ခင်တည်းကကုသိုလ်ကောင်းမှုတွေကိုလှုပ်ထားဖို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ဒါထားကျွန်တော်တို့မီးရှို့ပါပြီကျွန်တော်တို့မီးရှို့ပြီဆိုလဲပြာကျတဲ့အထိအကုန်လုံးမီးငိမ့်သွားမှကျွန်တော်တို့အဖွဲပြန်လာပါအားလုံးပဲလာရောက်ပူပေါင်းပါဝင်ကူညီပေးကြသောမိတ်ဆွေတငယ်ချင်းများတို့အားလုံးကျေးဇူးတင်ပါတယ်ဗျာ။